တခြားဒေသကနေလာရောက်ပြီးရန်ကုန်မြို့မှာပညာသင်ယူနေတဲ့တက္ကသိုလ်ကျောင်းသူတွေနေထိုင်ဖို့အတွက်တင့်လျော်တဲ့အမျိုးသမီးအဆောင်တွေလိုအပ်နေတယ်လို့သိရပါတယ်။ကျောင်းသူတွေနေထိုင်ရမယ့်အဆောင်ဟာဘလို့ဖြစ်တဲ့လဲ။ဘာတွေလိုအပ်နေတယ်လဲဆိုတာကိုတော့သတင်းတော်သဲစာကြီးခင်ကအခုလိုသတင်းပေးပို့ထားပါတယ်။အချားနယ်ဝေးဒေသတွေကနေရန်ကုန်မှာတက္ကသိုလ်အတန်းပညာလာတက်နေတဲ့ကျောင်းသူအများစုဟာအမျိုးသမီးတည်တံ့အဆောင်တွေမှာနေထိုင်ကြရပါတယ်။အဲဒီလိုအဆောင်တွေကိုရန်ကုန်မြို့နဲ့ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်မှာအများအပြားတွေ့နိုင်ပေမဲ့ ကျောင်းသူတွေနဲ့တင့်လျော်တဲ့အမျိုးသမီးအဆောင်တွေကတော့လိုအပ်ချက်တစ်ခုဖြစ်နေသေးပါပုဂ္ဂလိကအဆောင်တစ်ခုမှာနေခဲ့ပြီးရဲ့ကျောင်းသူတူကအဆောင်ဖွင့်ထားတဲ့ပတ်ဝန်းကျင်အခြေအနေကြောင့်ကြုံတွေ့ခဲ့ရတဲ့အဆင်မပြေမှုတွေကိုခုလိုပြောပြထားပါဗျာ။ သမီးနှုတ်ကုန်နေခဲ့အစားအဝေးပေးနာမှာဟိုစားတောက်ဆိုင်လိုမျိုးပုံစံတစ်ခုရှိရခြင်းအဲဆိုညာဘက်ဆိုရင်ယောက်ျားလေးလာရဲသူတို့အဲ့မှာပြရတော့အရက်တို့ရောင်းနေခြင်းအဲကြောင့်မလို့ဒီဘက်ကကြောင့်စူညံတာတော့ဘာလို့ရှိရအောင်အဲ့လိုရှိရနေဖြစ်သွားရင်စာရနောက်တာတော့ယောက်ျားလေးရအဲ့လိုမျိုးနောက်ပြီးတော့ညာဘက်ဆိုလို့ရှိရင်လည်းသူတို့ကဂစ်တာရိုက် DMI အဲကြောင့်မလို့စာရိုက်ဆိုတော့တိတ်ပြီးတော့ကြက်လို့အဆင်မပြေဘူးဒီလိုအခက်အခဲတချို့ရှိနေတဲ့အပြင် အချို့အဆောင်တွေဟာចောင်းသူတွေနဲ့လုပ်ငန်းဝင်တွေကအမျိုးသမီးတွေကို အတူရောနှောထားတဲ့အတွက်ចောင်းသူတွေစာလိလာရမှာအဆင်မပြေမှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ဒါပြင်တချို့ပုဂ္ဂလိကအဆောင်တွေမှာအခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ရေမီးကိစ္စအဆင်မပြေတာတွေလည်းရှိတယ်လို့လက်ရှိပုဂ္ဂလိကအဆောင်မှာနေထိုင်နေတဲ့အကြောင်းသူတူကခုလိုပြောပြထားပါဗျ။တမိတငယ်ချင်းတွေမှာလည်းရှာကြားမှုပဲပေါ့နော်။ဒီ သူတို့ရှိမှာနည်းမိကိစ္စနည်းနည်းလေးအဆင်မပြေရရှိရဲရေကိစ္စနည်းနည်းအဆင်မပြေရရှိရဲသူတို့အဲ့လိုမျိုးရေကိစ္စအဆင်မပြေလို့ကြောင်းနောက်ကြရပေါ့နော်ကျမတို့စီမှာတော့ကုန်ဆင်ပြေပါတယ်ဒီလိုအဆင်မပြေမှုတချို့ရှိနေပေမဲ့ပြင်ပကပုဂ္ဂလိကအဆောင်တွေမှာနေထိုင်တဲ့ကျောင်းသူဦးရေအများပြားရှိနေသေးပါအစိုးရအနေနဲ့လည်းယမနစ်ကစပြီးတက္ကသိုလ်ကျောင်းသူတွေအတွက်အမျိုးသမီးတည်ထက်အဆောင်တွေကိုပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ဖွင့်လှစ်ခဲ့တဲ့ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အမျိုးသမီးဆောင်မှာ ကျောင်းသူ120လာရောက်နေထိုင်ဖို့မျှော်မှန်းထားပေမဲ့လက်ရှိမှာတော့အဆောင်နေကျောင်းသူ23ဦးသာရှိနေပါတယ်။ဒီလိုနေပါရရနဲ့ပတ်သက်ပြီးအဲ့ဒီအမျိုးသမီးဆောင်ကိုအုပ်ချုပ်သူဆီယမဒေါ်တင်းတင်းလိုင်ကခုလိုသုံးသပ်ပြပါတယ်။ဒီဇင်မာဖွင့်တဲ့အခါမှာအခက်ခဲအဲ့ building ခက်ခဲပေါ့။ building ကိုသူတို့ကဟိုပြုပြင်နေရစဲကာလမှာဒီကလေးတွေကိုဆောင်နေသွင်းဖို့ချက်ချင်းလုပ်မပေးနိုင်သေးတော့အဲ့ဒီကာလမှာကလေးတွေကအပြင်မှာပဲနေရတယ်။ကျောင်းသက်တမ်းက လေးလပေါ့အဲ့ဒီလေးလစာကိုအပြင်ဆောင်နေမှာငွေသွင်းပေးရနောက်တစ်ချက်ကတော့တချို့တော့အပြင်ဆောင်နေထားရတဲ့ကလေးတွေကအပြင်ဆောင်ရဲ့လွတ်လပ်မှုကိုအရသာတွေ့သွားပြီလေကျောင်းဆောင်လေးကြရင်အရန်များတင်းကျပ်လီမလားဆိုတော့တန်တရားလေးတွေနဲ့ဝင်မလာဘူးလို့ကျွန်မတို့အဲ့လိုပဲထင်ပါတယ်ဒါပေမဲ့အစိုးရအဆောင်တွေမှာအဆောင်တွေသူနေပါရတာဟာမြို့အတော်များများမှာတက္ကသိုလ်ရှိနေတာတွေကြောင့်ကျောင်းသူများလာရောက်မှုရော့ကျတာဖြစ်တယ်လို့ အစိုးရအဆောင်တွေပြန်ဖွင့်ပေးတာကိုတရှိသူနေပါတာကြောင့်လည်းဖြစ်တယ်လို့သုံးသပ်ပြောဆိုမှုတွေရှိနေပါတယ်။တဝယ်မျိုးကနေပညာလာရောက်တင်ယူနေပြီးလက်ရှိအစိုးရအဆောင်မှာနေထိုင်နေတဲ့အကြောင်းသူတူဦးကတော့အစိုးရအဆောင်မှာနေထိုင်ရတာဆိုးရိမ်မှုတွေမရှိကြောင်းကိုအခုလိုပြောပြပါတယ်။ဒီမှာကျတော့အဓိကပြောတာသမီးတို့တော့အမ်လျှက်စင်မီလို့ပါတော့အဆင်ပြေတာပေါ့နော်။ညဘက်စာကြီးတာဆိုရင်အပြင်မှာဆိုတော့ည၈နာရီဆိုကြီးလို့မရတော့မှဒီမှာကျတော့တညလုံးနင်းပြီးတော့ပေါ့နော်။အဲသွားလာတော့အဆင်ပြေတာပေါ့ဟုတ်။ပြီးတော့ရေ ရေကရေချိုခန်းသမီးမှာ၄ခန်းရှိရဆိုတော့လုံလောက်ချိုးလို့ရပါတယ်အပြင်ဆောင်မှာကျတော့အဲ့လူစောင့်တာတို့ဘာလို့လဲညနဲ့သွားလို့အဲ့ဒါရှိတာပေါ့နော်ဒါအပြင်အဆောင်တွေចောင်းသူတွေဟာလုံခြုံစိတ်ချရတဲ့နေရာမှာနေထိုင်မှုအရေးကြီးတယ်လို့ကောင်းမွန်စွာစားလိမ့်လာနိုင်မှုအတွက်လည်းအရေးကြီးကြောင်းဆီယမဒေါ်တင်းတင်းလိုင်ကခုလိုထောက်ပြလိုက်ပါတယ်ចောင်းဆောင်ကြီးကတကယ်တော့ဝင်လာသင့်ပါတယ်သူတို့အတွက်ကျမသိတာနံပါတ်1လုံခြုံရေးအရန်ကောင်းတယ်အဆောင်ကတဆင်လုံခြုံထားတယ်ចောင်းកုံပေါင်းရေးမှာရှိတဲ့အတွက်ဒုတိယဆင့်လုံခြုံရေးကောင်းပါတယ် နောက်ဒီအုတ်ထိန်းတဲ့ဆရာမတွေရှိနေတဲ့အတွက်သူတို့အားကိုးရတယ်သဘောပါပေါ့နော်သူတို့စာနားမလဲရင်သူတို့မေးလို့ရနိုင်တဲ့ဆရာဆရာမတွေလည်းရှိနေပါတယ်ပေါ့နော်ဒါကြောင့်အမျိုးသမီးတိတဲ့အဆောင်မှနေထိုင်ကြတဲ့ចောင်းသူတွေဟာသူတို့ရဲ့ပညာရေးအတွက်ပုံမကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုလိုအပ်နေကြောင်းတင်ပြလိုက်ရပါတယ်ရှင်